ဖျပြပြီးမှာတော့ညမောင်ထဲမှာလမ်းလျှောက်နေတဲ့ဖျူအောင်ဝတ်စုံတဲ့အမျိုးသမီးကြောင့်ဖြစ်ပါတယ်။ဖျူအောင်တရေမဆိုတာမြမယူရပုံမင်းတွေကထင်ရှားတဲ့တရေဝိစာတမျိုးလည်းဖြစ်ပါတယ်။သူမကညဘက်မှာလမ်းပေါ်လျှောက်နေပြီးဖျူအောင်ဝတ်စားတွေနဲ့လူတွေကို၆လက်တက်တယ်လို့ဆိုကြပါတယ်။သူမရဲ့မျက်နှာကဖျူခက်ဖျူရနဲ့ညလုံးတွေကမဲမောင်နဲ့ရှိုင်းနေတယ်လို့ပြောတတ်ကြပါတယ်။ကားတည်းမှာသူမငိုတန်တွေနဲ့လူတွေကိုဆွဲဆောင်တက်ပြီးလိုက်သွားမိရင်ဘယ်လိုရောက်လို့ရောက်နေမှမသိပါဘူးလို့လည်းပြောကြပါတယ်။ ဒီတရားမရဲ့နောက်ကမှဝမ်းနည်းစရာဖြစ်ဖြစ်တခုရှိရလို့ပြောကြပါတယ်။တချို့ပြောကြတာတော့သူမသူ့ဘဝတော့ချစ်သူနဲ့ကွဲပွားခဲ့ရပြီးစိတ်တိခိုက်လို့ဒီဆုံးသွားသူတယောက်လို့လည်းဆိုကြပါတယ်။ဒါကြောင့်သူမဟာလမ်းပေါ်မှာလှည့်လည်ပြီးသူမရဲ့ဝမ်းနည်းမှုကိုပေါ်ပြနေတယ်လို့ယုံကြည်ကြပါတယ်။ဒါကြတဲ့လေသူမကလူတွေကိုကူညီတတ်တယ်လို့လည်းပြောနိုင်ကြပါတယ်။ဥပမာလမ်းမှာနေတစ်ခုနဲ့ကြုံနေတဲ့သူတွေကိုသူမလမ်းပြပေးတတ်ကြတယ်လို့ဆိုကြပါတယ်။ ိုင်မဲ့သူမကိုမလေးမဆဆော်ကားမရင်တော့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာတတ်ပါတယ်လို့လည်းပြောတတ်ကြပါတယ်။ဒါကြောင့်လမ်းမဘောကအဖြစ်ရောတရားမဟာမြမရင်ချင်းမှုတွေကစိတ်ဝင်စားဖို့ဇလန်းတစ်ပုဒ်ဖြစ်ပါတယ်။သူမရဲ့ပုံမြင်ဟာကြောက်စရာနဲ့ဝိုင်းနေစရာတွေရောဆက်ထားတယ်။လူတွေရဲ့စိတ်ကူးထဲမှာထင်ဟပ်နေတဲ့အရာတွေကိုဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်ညာဘက်လမ်းလျှောက်ရင်ခြေတန်တစ်ချက်ဘိုးတန်တစ်ချက်ကြားရင်သတိထားပါ။ဒါဟာလမ်းဘောကအဖြစ်ရောတရားမလက္ခဏာလား။ ဒါမဟုတ်တင်ရဲ့စိတ်ကူးရင်မူတကူလားဆိုတာဆက်သက်ကြည့်ပါလို့ပြောချင်ပါတယ်။ဒါတော့ဓမ္မဘုရားဖြူအောင်ဝတ်ဆောင်တဲ့တရားမှအကြောင်းဖြစ်ပါတယ်။နောက်ထပ်ဘလို့တင်ရဲ့အကြောင်းတင်ဆက်ပေးဦးမလဲဆိုတာကိုသိရဖို့ကျွန်တော်ရဲ့ YouTube channel လေးကိုလိုက်ရ Subscribe လုပ်ပေးပါဦးနော်။